်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမအဆုံးဖျားခင်ရဲ့ကြည်တော်ကိုချီးမွမ်းပါတယ်ဖျားခင်ဤလမ်းညွန်မှုကိုမြည်တို့ခံယူမည်နည်းဆိုတဲ့ကောင်းစဉ်နဲ့မတဲအခန်းကြီးခွန်အငယ်ခွန်ကနေရှစ်ကိုဆင်ကျင်သွားကြပါလေ။ တောင်းကြလောတောင်းလင်ရမည်ရှာကြလောရှာလင်တွေ့မည်တကားကိုခောက်ကြလောခောက်လျင်ဖွင့်မည်တောင်းသောသူမြည်တကားရ၏ရှာသောသူလည်းတွေ့၏ခောက်သောသူအားလည်းတကားကိုဖွင့်၏လူဘဝအတ္တတာရဲ့ရေတွက်လို့မဆုံးနိုင်တဲ့အဆုံးဖြတ်ချက်တွေများစွာအတွင်ကျွန်တော်ရဲ့အကျွမ်းမဲ့တည်တော်မူတဲ့ဘုရားသခင်ထံတော်ကနေလက်ညှိုးမှုကိုရယူဖို့အရေးကြီးပါတယ် အခုဒီမှာကျွန်တော်တို့သိမှတ်ထားဖို့ကအဆင့်30ပဲဖြစ်တယ်။ပထမတစ်ခုကကျွန်တော်တို့ယုံကြည်သူ အသက်တာမှာအမြဲလိုအပ်နေတဲ့တန်ရှင်းစင်ကြယ်ခြင်းပဲဖြစ်တယ်။ကျွန်တော်ကို သူ ပြောပြလိုတဲ့အရာကို အနောက်အဆက်ဖြစ်စေမဲ့ဘလို့အပြစ်ကိုမဆူထုတ်ဖော်ပြသဖို့ဘုရားသခင်ကို ကျွန်တော်တို့ဆုတောင်းတောင်းဆိုပြီးတဲ့နောက်ကျွန်တော်အပေါ်ကိုခွင့်လွှတ်ခြင်းအတွေ့တောင်းပန်ခြင်းကိုပြုတဲ့အခါမှာခွင့်လွှတ်မယ်ဆိုတာကို ဂတိပြုတော်မူပါれ66ခုမြောက်သောဆံလံအငယ်78မှာငါသည်စိန်လုံးထဲမှဒုစက်ကိုငဲ့ွက်လင်းပြားသခင်သည်နားထောင်တော်မမူလို့ဆိုထားပါれနောက်ရှင်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီး1အငယ်9မှာကိုအပြစ်တို့ကိုဖော်ပြတောင်းပန်လျင်ငါတို့အပြစ်များကိုလွတ်၍ဒုစက်ရိုက်ရှိသမျှနှင့်ကင်းစင်စေခြင်းကပြားသခင်သည်တစ္ဆာတရားနှင့်၎င်းဖြောက်မှတ်ခြင်းတရားနှင့်၎င်းပြည့်စုံတော်မူ၏လို့ဆိုထားပါれ။ ဒါကြောင့်ကျွန်တော်တို့တန်ရှင်းခြင်းအတ္တတာအတွဲသူ့ရဲ့တန်ရှင်းပေးမှုကိုကျွန်တော်တို့ဤရဲ့အစဉ်တိုင်းသူ့ရဲ့မျက်မှောက်တော်ရှေ့မှာကိုယ့်ရဲ့မဆုံနေတဲ့အပြစ်အာနဲ့ချက်တွေကိုအမြဲတမ်းပဲဝန်ခံပြီးတော့မှတန်ရှင်းတဲ့အတ္တတာကိုပြန်လဲရယူဖို့ဖြစ်တယ်။နောက်တစ်ဆင့်ကဘုရားသခင်ကိုလက်မြောက်အရှုံးပေးပြီးတော့ကိုရောကိုဝန်ခံဖို့ပဲဖြစ်တယ်။ ကျွန်တော်အဖဘုရားခင်က ကျွန်တော်အသက်တာအတွက်သူ့ရဲ့အစီအစဉ်တွေကိုမျှဝေမှာဖြစ်တယ်ပြတ်ခင်ကကျွန်တော်စုတောင်းတန်ကိုကြားနာပြီးတော့သူရဲ့အလိုတော်နဲ့ကန့်ညီတဲ့အခါမှာ ကျွန်တော်ရဲ့အတနာခံမှုကိုပေးသနာတော်မူပါမယ်။ဒါကြောင့်ရှင်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီး9ငယ်14ကနေ15မှာငါတို့ဒီပြတ်ခင်အထံတော်၌ရဲရင်ချင်းအကြောင်းဟုမူကားငါတို့ဒီအလိုတော်နဲ့အညီတစုံတစ်ခုသောစုကိုတောင်းရင်း ဘုရားသခင်သည်နားထောင်တော်မူ၏ဆုတောင်းသမျှသောစကားတို့ကိုနားထောင်တော်မူသည်ကိုငါတို့သိလျင် အထံတော်၌တောင်းသောဆုတို့ကိုရမည်ဟုသိရကြ၏လို့ဆိုထားခြင်းပဲဖြစ်တယ်ကျွန်တော်ဟာကိုရောထံမှာကျွန်တော်ကိုကိုကိုအနန္လိုက်တာနဲ့အများမှန်ကန်တဲ့တောင်းဆိုခြင်းနဲ့အကောင်းဆုံးဖြစ်နိုင်တဲ့အဖြစ်စီကိုကျွန်တော်ရှာဖွေရမှာဖြစ်တယ် နောက်ဆုံးတစ်ခုကတော့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုဆင်ခြင်ခြင်းပဲဖြစ်တယ်။ဘုရားသခင်ကိုယုံကြည်တဲ့သူတွေကိုဘုရားသခင်ကသူ့ရဲ့နှုတ်ကပတ်တော်ကနေတဆင့်အဖြေတစ်ခုစီကို မကြာခဏပို့ဆောင်ပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာဆင်ခြင်ဖို့အတွက်အချိန်ပေးရမှာဖြစ်တယ်။နှုတ်ကပတ်တော်ကိုဖတ်ရှုဆင်ခြင်ခြင်းကကျွန်တော်ရဲ့အခြေအနေနဲ့သက်ဆိုင်တဲ့အခန်းတစ်ခန်းဒါမှမဟုတ်ဘုရားသခင်ရဲ့ဤယာမတစ်ခုပါတဲ့ကျမ်းပိုက်တစ်ပိုက်စီကိုကျွန်တော်တို့ကိုခေါ်ဆောင်သွားပါလိမ့်မယ်။ အဓိကတော့ချက်ကတော့ဘုရားသခင်လမ်းပြတော်မူတယ်ဆိုတာကိုယုံကြည်ပြီးတော့ယုံကြည်ခြင်းနဲ့ဆက်လက်လှုပ်ဆောင်ဖို့ပဲဖြစ်တယ်။မာကုအခန်းကြီး7အငယ်24မှာထို့ကြောင့်ငါဆိုသည်ကားသင်တို့သည်စုကျေးစုကိုရမည်ဟုယုံကြည်သောစိတ်နှင့်စုတောင်းသမျှတို့ကိုရကြလိမ့်မယ်လို့ဆုထားပါတယ်။နောက်ဆောင်းဆိုင်ခြင်းဟာအရေးကြီးတဲ့အကြောင်းဘုရားသခင်ကကျွန်တော်တို့ကိုတိမှတ်ထားစီလိုပါတယ်။ ပြည်ထောင်လမ်းညွှန်မှုကိုရှာဖွေရယူတဲ့လုပ်ငန်းစဉ်ဟာနေကွေးနိုင်ပြီးတော့အလောတကြီးလှုပ်ဆောင်ခြင်းဒါမှမဟုတ်အခြေအနေတွေကိုလူကိုယ်တိုင်က ထိန်းချုပ်ဖို့ကြိုးကန်ခြင်းဟာအဖို့အခပေးရတတ်တဲ့အမားအယွင်စီကိုဥတီသွားစေတယ်ဆိုတော့ကို ပြည်ထောင်ကကျွန်တော်ကိုတိမှတ်စေလိုပါတယ်။ဟေရှာယကတော့ဟေရှာယအခန်းကြီး64အငယ်၄မှာကုတော်ကိုမျော်လင့်တော်သူတို့အဖို့အလုံးကယေရှုပြုတော်မူသောဖခင် ကိုရောမတပါအခြားသောဘုရားသခင်ကိုကဘာဥမဆ၍အဘယ်သူမြမကြားမသိပါနားဖြင့်မကြားမျက်စိဖြင့်မမြင်စဘူးပါလို့ဆိုခဲ့တဲ့အတွင်ကိုရောကိုမျော်လင့်တဲ့သူတွေရဲ့ကိုစားဘုရားသခင်က ပြုတော်မူမှာဖြစ်တယ်။ဒါကြောင့်ဘုရားသခင်စီကလမ်းညွန်ချက်ကိုရမယ်ဆိုရင်ကျွန်တော်တို့ရရှိမှာပဲဖြစ်တယ်။ဒါကဘုရားသခင်ရဲ့ဂရုတော်ပဲဖြစ်တယ်။ ကျမ်းနာဆင်ခြင်ခဲ့တဲ့သူတိုင်းဘုရားသခင်ရဲ့လမ်းညွန်ချက်ကိုခံယူဖို့အသင့်အနေအထားမှာရှိနေပြီလားအခုဖော်ပြခဲ့တဲ့အဆင့်တွေအတိုင်းဘုရားသခင်စီကိုတိုးဝင်ပြီးတော့လမ်းညွန်မှုကိုရရှိနိုင်ကြဖို့အားလုံးအပေါ်မှာဘုရားသခင် အသက်တပံကောင်းချီးပေးပါစေအာမင် ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆော်အပ်ပါသည်